ချစ်ညီကိုတော့အားလုံးပဲမင်္ဂလာပါချစ်ညီမတွေအမအမတွေရောအားလုံးပဲမင်္ဂလာပါเนาะအဲဒီနေ့ဖုန်းဆက်ပြီးတော့အလာမေးတဲ့ညီကိုလေးတယောက်ကသူတို့တွေကအခုမှအိမ်အောင်ကြာတာပဲရှိသေးတယ်ဗောနော်အိမ်အောင်ကြာတာရှိခဲ့အဲအခုမှလူကြီးတွေရောအဲနှစ်ဖက်မိဘဆွေမျိုးညီကိုမောင်နှမတွေအကုန်လုံးသဘောတူလိုက်လို့အဲသူတို့တွေကအတူနေတယ်ဗောနော်အတူနေပြီးတော့အမျိုးသမီးကနေပြီးတော့မိမကိုအနေသွေးဆင်းတာဗောနော်ဘာကြောင့်ဖြစ်တာလဲဗောနော်အဲ့လိုမျိုးနာမေးကြတဲ့သူတွေလည်းရှိပါတယ်เนาะတကယ်လို့အဲဒီလိုမျိုးခံစားနေရတဲ့ဇုံတွဲတွေရှိ တယ်ဒါမျိုးခံစားနေရတဲ့အမျိုးသမီးတွေရှိတယ်ဆိုလို့ရှင်တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေါ့နော်အဲဒါဘာကြောင့်ဖြစ်တာလဲပေါ့နော်အဲဖြစ်နိုင်တဲ့အချက်ကအကုန်လုံး6ချက်ရှိတယ်ပေါ့နော်အဲအမျိုးသားနဲ့အတူနေပြီးတော့အမျိုးသမီးရဲ့မိမှုကိုကနေပြီးတော့သွေးဆင်းရတဲ့အချက်6ချက်ရှိတယ်ပထမတစ်ချက်ကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှင်ပထမချက်ကမိမှုကို6တွေ့တာပေါ့နော်မိမှုကို6တွေ့ခြင်းကြောင့်ဖြစ်တာဘာကြောင့်လဲဆိုလို့ရှင် ကျွန်တော်တို့ကအမျိုးသားနဲ့အတူနေဖို့အတွက်အမျိုးသမီးမိန်းမကိုကနေပြီးတော့ချောစီတမျိုးထွက်ပေးရတယ်အဲချောစီမထွက်ခင်မှာအအတူနေလိုက်တယ်ဆိုလို့ရှိရင်အထက်ထက် memory လေးတွေပေါက်ပြဲပြီးတော့တွေးထွက်တတ်တယ်အဲနော်နောက်တစ်ခုကျတော့အဲ့မိန်းမကို၆သွေးတဲ့အချိန်မှာပဲ၆သွေးတဲ့အခါမှာပဲအချိန်မှာဆိုတော့အသက်40ကျော်တဲ့အချိန်ပေါ့နော်သွေးဆုံးကနေအချိန်နော် estrogen hormone အားနည်းသွားတဲ့အချိန်ကိုယ်ဝင်ဆောင်ပြီးတဲ့အချိန်ဒီမှာလည်းဖြစ်တတ်တယ်ဒါကနံပါတ်1အချက်နံပါတ်2အချက်ကတော့သူကပါလဲဆိုလို့ရှိရင်တိမ်အင်ကောင်းရောင်ရမ်းတဲ့ပြဿနာပေါ့နော်တိမ်အင်ကောင်းရောင်ရမ်းနေဆိုလို့ရှိရင်လည်း အဲဒါကအတူနေပြီးတဲ့အချိန်မှာသူထွက်တဲ့နံပါတ်3အချက်ကနံပါတ်3အချက်ကဆိုလို့ရှိရင်တရင်ကောင်းမှာအလုံးအတီးဒါမျိုးအဖုလေးတွေရှိတာပေါ့နော်အဲ့လိုမျိုးတွေရှိရဲဆိုလို့ရှိရင်လည်းမဖြစ်မနေအတူနေပြီးတဲ့ဆိုလို့ရှိရင်သူထွက်တဲ့ဘာကြောင့်လဲဆိုတော့အဲ့အလုံးလေးကိုသွားပြီးတော့ထိလို့နော်နံပါတ်4အချက်ကတော့ဒါအပြိုလေးအပြိုစစ်တယ်ဆိုလို့ရှိရင်တော့အပြိုအမေးဘာပေါက်ပြဲသွားတယ်ဆိုလို့ရှိရင်တော့ဒါသူထွက်တဲ့နော်နံပါတ်5အချက်ကဆိုလို့ရှိရင်ကျွန်တော် infection infection လို့ခေါ်ရဲနော် STI ပေါ့ sexually transmitted infection ကြောင့်ဆိုလို့ရှိရင်လည်း သူထွက်တက်တယ်အဲ့ချိန်မှာကနိုရိုစစ်ပလေတို့ climateria တို့ candida တို့ဒါမျိုးတွေကြောင်းဆိုလို့ရှိရင်လည်းမဖြစ်မနေအေးအဲသွေးဆင်းတက်တယ်ပေါ့နော် နောက်နံပါတ်6အချက်ကတော့တန်အရေးကြီးတယ်အဲ့ဒါကတော့အမျိုးသမီးဒီကင်ဆာပေါ့နော်အမျိုးသမီးတိမ်ကောင်းကင်ဆာရှိမယ်နောက်တော့မိမကိုယ်မှာရှိတယ်မိမကိုယ်ကင်ဆာရှိမယ်အဲနောက်တော့ရှိရင်တိမ်ကင်ဆာရှိမယ်ပေါ့နော်အဲ့လိုမျိုးကင်ဆာဖြစ်နေတဲ့သူတွေမှာဆိုလို့ရှိရင်လည်းအမျိုးသားနဲ့အတူနေပြီးသွေးဆင်းတက်တယ်အဲ့ဒါကတော့ဖြစ်နိုင်တဲ့အကြောင်း6ချက်ပဲဖြစ်ပါတယ်နော်အဲတကယ်လို့အဲတအား ကြီးဆိုးွားတယ်ပေါ့နော်အဲအတူနေပြီးတာနဲ့သွေးတွေတောက်လျှောက်ဆင်းနေတယ်အနံ့သက်တွေမကောင်းဘူးလူကခေါင်းမူးတယ်အဲတော့ညင်းငွေ့တဲ့ပုံစံမျိုးဖြစ်လာတယ်အဲနောက်တစ်ရှိတာတော့စိတ်ပန်းဆိုင်ရာအနေနဲ့စိတ်ပြင်းစင်းမှုအရင်များတယ်နော်အဲအဆရှိသဖြင့်ပေါ့နော်အဲနောက်တော့ဘိုက်ဘိုက်အောက်နဲ့ပေါ့နော်ဘိုက်အောက်ပိုင်းနေနာတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့မဖြစ်မနေဆံဝင်တဲ့တေချာတိုင်းမြင်ဆွေးနွေးပြီးတော့တေချာလေးကုသပေးပါလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့ဒါကြတော့ OG ဆရာလေးနဲ့တိုင်းမြင်ဆွေးနွေးပြီးတော့ကုသပေးပါကျွန်တော်နဲ့လိုင်းရောက်တိုင်းမြင်ဆွေးနွေးရဲဆိုလို့ရှိရင်တော့အဲဒီမိမှု ကိုခြောက်သွေးတဲ့ကိစ္စတွေနော်ခုနပြောတဲ့ STI နော် sexually transmitted infection လို့ဟာမျိုးတွေကိုလည်းကျွန်တော်ထေချာလေးကူညီပေးပါရစေ။